မင်္ဂလာပါအဲကွန်ညွန့်ချီပြီးသွားပြီဆိုတော့ဒါဆေးဖြန်းတာဗောနော်ဆေးဖြန်းတာ7 black 7 black ကိုဖြန်းတာပါဖြန်းပြီးတော့နည်းနည်းဟွာစီလေးပါလေးကာကွယ်ရအောင်ဗောဖြန်းတယ်ဖြန်းလာတာပုံမှာစိုးလာပြီဗောနော်နောက်နောက်3-4ရက်ဆိုရင်အဲဒီကောင်ဖျောင်းသားတွေထူလာမယ်ပြောင်လက်လာမယ်ဗောပြောင်လက်လာမယ်နောက်ပြီးကျရင်ဟွာ bracer လေးတွေဖိုးရေးထွက်လာမယ် အဲဇက်မြက်လေးလည်းပိုးထွက်လာမှာပေါ့ဗျာအဲဒီဗာဆေးဖြန်းလဲဗာဆေးဖြန်းလဲမေးကြတဲ့လူတွေကိုကျွန်တော်ဒီဗီဒီယိုရဲ့နောက်လေးမှာဖြန်းတဲ့ဆေးလေးကိုကျွန်တော်ထည့်ပေးမယ်နော်ဆေးကိုဘာတွေဘာတွေကောင်းလဲလို့မေးကြတာပေါ့နော်အဲသူကဘာတွေကောင်းလဲဆိုတော့ယာတီအလိုက်ပိုးမွားတွေကိုကာကွယ်နိုင်တယ်ပြီးတော့အညွတ်တအားကောင်းတယ်အဲနောက်ပြီးတော့အရွက်သစ်ထွက်မြန်တာပေါ့ဗျာပြီးရင်အယောင်အရွက်အယောင်ပေါ့ဆွန်းဆိုပြီးတော့တောက်ပြောင်းနေတာရှိတယ်ပြီးတော့သူကအစာချက်အားလည်းကောင်းတယ်အစီအစဉ် ီးတော့ဖျောင်းလာလေးတွေထူပြီးတော့အသားတက်တာလည်းမြန်တယ်ဗျပြီးတော့အရိုးတွေပါကြီးလည်းတောက်အဲ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 တကယ်လို့သုံးကျင်တော့စမ်းသုံးကြည့်ပါတော့ကျွန်တော်ရှိပါလက်မှားလို့ရပါတယ်ခင်ဗျာအဲ့ဒါဖျန်းတာပေါ့နော်ပြီးလို့ရှိရင်သူ့ရဲ့ reset ကိုကျွန်တော်ပြပေးပါမယ်ဆေးကတော့ကျွန်တော်အခုဒီမှာထည့်ပေးထားတာပေါ့နော် 7+ ကွန်ထူပါအဲဆာလဖာရဲ့ကယ်လ်ဆီယမ်ရဲ့မဂနီဆီယမ်ကော်ပါပါမယ်ဘိုရွန်ပါမယ်ဆိုဒီယမ်ပါမယ်အဲ့ဒါကိုစ100ကနေ150သုံးလို့ရတော့ဗျာ ကျွန်တော်သုံးတာတော့300လောက်အထိကိုကျွန်တော်ထည့်သုံးတာဘာမှတော့မဖြစ်ဘူးအဲဒါသူ့ရဲ့ပါတဲ့အညွှန်းလေးပေါ့နော်အဲစီဖြစ်ပါတယ်တကယ်လို့လိုချင်လဲကျွန်တော်ရှင်မှာမှာလို့ရပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ကားကရောက်တဲ့နေရာနဲ့ပို့ပေးပါတယ်ခင်ဗျာကျေးဇူး